ပြည်ပမှာရောက်နေတယ်ဝင်ဝင်လေးကတော့အဆင်ပြေတယ်တဲ့ဒါပေမဲ့ဝါသနာပါတာဒီလုံးမဟုတ်ဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲဟုတ်ပါတယ်ဝါသနာမပါတဲ့အလုပ်ကိုလုပ်နေရတာတော့ပြင်းမကောင်းတာမရှိဘူးဝါသနာမပါတဲ့လုပ်ကိုလုပ်ရအရန်ပြင်းမကောင်းတာတကယ်လဲညီငွေစရာကောင်းဒါပေမဲ့ဆိုဝါသနာမှမပါတာကျွန်တော်တို့ကလူတွေပြစက်ရုပ်လိုမျိုးကျွန်တော်အသက်ရှင်လို့မရဝါသနာပါတာကိုလှုပ်ချင်ရခင်ဘာဖြစ်လဲဆိုလို့ရှိရင်ကိုယ်စိတ်မှာပျော့တယ်ကိုယ်ဝါသနာပါတာကိုလှုပ်ရပြီဆိုတာနဲ့လူရဲ့တဘာဝအရာပျော်ရွှင်မှုဆိုတဲ့ feeling တစ်ခုကိုခံစားရတယ်နော်ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကို စပြီးတော့ခံစားရတယ်။အဲ့လိုမျိုးပဲတစ်ဆက်တည်းကိုကပျော်ရွှင်မှုခံစားရတဲ့အချိန်မှာကို့အတွက်တကယ်လိုအပ်တဲ့ငွေကြေးအနေနဲ့ဝင်ငွေတစ်ခုရနေပြီဆိုလို့ရှိရင်ကိုတော်မှပြောဖို့ကောင်းတယ်။ဟိုဝါသနာနဲ့အသက်မွေးနဲ့တစ်ဆက်တည်းကြားတဲ့ခါကျလို့ရှိရင်ဘဝကြီးကပြည့်ပြည့်စုံသွားတယ်လို့ခံစားရတယ်ကျွန်တော်လက်ကားပြောတာမဟုတ်ဘူး။လူရင်မလို့လူဖြစ်တဲ့အတွက်ကျွန်တော်တို့ကခံစားချက်တဲ့နှလုံးသားရှိတယ်အော်ခံစားရတဲ့သဘောကမှရှိတယ်လူဆိုတာကမခံစားရတဲ့လူတွေတော့ဗီဒီယိုမကြည့်နဲ့ကြော်သွားပါတော့ခံစားချက်မရှိတဲ့ကောင်တွေစိတ်ရိုးတွေကတော့ကြော်သွားလိုက်လူဆိုရင်တော့ကြည့် ထာသာချက်ရှိခြင်းရပဲကျွန်တော်တို့အရာအားလုံးထက်တမှုထူးခြားနေစေတာဥပမာပြောရင် AI ပေါ့ဗျာ AI ကအရန်ကြမ်းလာတယ်လူတွေကပို့တော်တယ်အဖက်ဖက်ကနေပြီး AI ကအရန်တော်တယ်ဘာဖြစ်လဲဆိုတော့သူ့ရှိမှာ data ချက်လက်တွေအများကြီးပဲစုထားပြီးတော့မှ generate ပြန်လုပ်ပြီးမှအဖြေတွေကိုထုတ်ပေးတယ်ကိုယ်ကိုပြန်ပြီးတော့ solution ဆိုတဲ့အဖြေတွေပေးတယ်ပေါ့နော်အဲ့လိုပေးရခါကျတော့ဒီကောင်ကအရန်တော်တယ်အရန်ကောင်းတယ်လူတွေကပို့ပြီးတော့တော်တယ်ဒါပေမဲ့လူတွေကိုရှင်လို့မရတာဘာလဲဆိုတော့ခုနကျွန်တော်ပြောတဲ့ခံစားချက်မှာလူတွေကိုရှင်လို့မရဘူး AI ဆိုတာမခံစားတတ်ဘူးလူတွေဆိုတာခံစားတတ်တယ်ဒီခံစားတတ်ခြင်းဒီတာရင်လူဖြစ်ခြင်းရဲ့အရာတာလူဖြစ်ခြင်းရဲ့အရာတာလူဖြစ်ခြင်းရဲ့အရာတာကိုကျွန်တော်တို့ကတေချာအသုံးချတတ်ဖို့လိုတယ်နေရာတိုင်းမှာကျွန်တော်တို့ကဆက်ရုပ်ဆန်သွားမယ်လိုက်ပြီးရောဖြစ်ခြင်းလို့မရဘူးခုနေရာမှာဆိုလဲစီမင်းစီကန်နဲ့ဒီနေရာမှာဆိုလဲစီမင်းစီကန်နဲ့မကောင်းမှုကောင်းလိမ့်မယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒီစီမင်းစီကန်ကြီးနဲ့တသက်လုံးဘယ်သူမှမသွားနိုင်ဘူးဘယ်သူမှမသွားနိုင်ဘူးတသက်လုံးကလူဆိုတာခံစားချက်နဲ့နေတာ feeling နဲ့နေတာ အဲ့ဒါကြောင့်မလို့ဒီခံစားချက်တွေပိုကောင်းဖို့ကျွန်တော်တို့ကအလုပ်တွေလုပ်တဲ့ပတ်စံတွေရှာတယ်ဘာဖြစ်လို့လဲပျော်ဖို့ရှာတယ်ရှင်းရှင်းလေးပတ်စံရှိပြီးတော့မပျော်ရရင်ဘာလို့မှမဒီပတ်စံပတ်စံရှိပြီးတော့မကြမ်းပါရင်ဘာလို့မှမလဲဒီပတ်စံအဲ့တော့ကျွန်တော်တို့ကပျော်ဖို့အတွက်ပတ်စံရှာတယ်ပတ်စံရှာလို့ရှိရင်အဖြေရရှင်းရှင်းလေးပဲပျော်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲခံစားချက်ကောင်းဖို့လို့ကျွန်တော်တို့ခံစားချက်ကောင်းလို့ရှိရင်ပျော်မယ်ဒါဆိုလို့ရှိရင်ဒီပျော်ရှင်မှုကိုပြန်ပြီးတော့ sensitive မယ်ဆိုလို့ရှိရင်ဘယ်လိုရအောင်လုပ်မလဲပျော်ရှင်မှုကိုပတ်စံအောင်ရအောင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့ဝါသနာကိုအတမွေးပညာဖြင့် ပြောင်းနိုင်လို့ရှိရင်ခုနကျွန်တော်ပြောတဲ့တကယ်ပြောရှင်မှုအစစ်မှန်ကိုရလိမ့်မယ်ကိုဝါဒနာပါတဲ့ဥစ္စာနဲ့ကိုနေ့စဉ်အနေအမြတ်ကိုဒီဟာကိုပဲလုပ်နေရင်လည်းကိုအတွက်စားဝတ်နေရေးအတွက်ဝင်ဝင်တစ်ခုရနိုင်မယ်ဆိုလို့ရှိရင်ဒီ live ကအရင်ပြောဖို့ကောင်းတယ် live ဖြစ်သွားရင်ဒါကတကူဒီညီလေးပြောတဲ့ဥစ္စာလေဒါညီလေးလက်ညီမလေးလားမသိဘူးတခြားနာမည်ကိုဖတ်တာတည်းပေါ့နော်ဟုတ်တယ်ဝါသနာမပါတဲ့ဥစ္စာကိုလုံနေရတာတကယ်မမိုက်ပါဘူးဟောဒီဗီဒီယိုမှာကျွန်တော်ပေးချင်တာကဝါသနာကိုပတ်စံအဖြစ်ဘယ်လိုပြောင်းမလဲပေါ့နော်ဝါသနာကိုပတ်စံအဖြစ်ပြောင်းလို့ရတဲ့နေ့စနေ့ကတခုပဲရှိတယ် ဝါသနာကိုပတ်စံအဖြစ်ပြောင်းရင်လို့ရှင်ရင်အဓိကလူတွေအကြောင်းသိရမယ်အယောင်းနဲ့ marketing ကိုနားလည်ရမယ်လူတွေအကြောင်းကိုနားလည်ရမယ်အယောင်းနဲ့ marketing ကိုနားလည်ရမယ်အယောင်းနဲ့ marketing မှာလည်းလူတွေအကြောင်းသိဖို့ကပါပြီးသားတကယ်တော့ဒါတွေကိုသိပြီဆိုလို့ရှင်ရင်ဝါသနာကိုပတ်စံအဖြစ်ပြောင်းလို့ရတယ်နော်နမူနာဖြစ်ကျွန်တော်ပြောပြမယ်ကျွန်တော်ဆိုလို့ရှင်ရင်ဘာလို့ဝါသနာပါလဲဆိုတော့ကျွန်တော်ကလိလာရတာဝါသနာပါတယ်ကျွန်တော်ပညာအသစ်တွေကိုလိလာရတာဝါသနာပါတယ်ဘယ်နေရာပဲလိလာလိလာကိုယ့်ဘက်ကိုစောက်ထည့်ရပဲလိလာလိလာအင်တာနက်ကနေပဲ လေ့လာလာပဲဖြစ်ဖြစ်တရားရောက်ချိန်ကနေမှလူကိုယ်တိုင်သင်တာပဲဖြစ်ဖြစ်ကျွန်တော်အယံဝါဒနာပါတယ်။ရဲကြိုက်တယ်။ကျွန်တော်စိတ်ဝင်စားတဲ့ပညာရဆိုလို့ရှိရင်ပို့ကြိုက်တယ်။ပို့ပြီးတော့လေ့လာတယ်။မမောမပန်းပြမမန်းနဲ့တော့လေ့လာတယ်။ညာဆိုအိမ်ပဲလေ့လာတယ်။အဲ့လိုမျိုးတိအောင်ကျွန်တော်လုပ်တယ်ပေါ့နော်။အဲ့တော့ဒီဟာကိုကျွန်တော်ဝါဒနာပါတယ်။ဝါဒနာမှာဒီဒီဝါဒနာပါတဲ့ဥစ္စာကိုကျွန်တော်ငွေချေးဖြစ်ဘယ်လိုပြန်ပြောင်းမလဲ။နော်ဝါဒနာကိုငွေချေးဖြစ်ပြောင်းမလို့ဒါမှကျွန်တော်ကပြောမှာအသက်မွေးဖြစ်ပြောင်းမလို့လေ။နောက်တစ်ခုကကျတော့ကိုဒီလိုမျိုးလေ့လာတာကိုဝါဒနာပါတဲ့အတွက်ကျွန်တော်မှလေ့လာထားဥစ္စာအများကြီးပဲဖြစ်လာတယ်။ ်ဒါတွေကိုငွေကြေးဖြစ်ဘယ်လိုပြောင်းမလဲအဲ့လိုဘယ်လိုပြောင်းမလဲဆိုတော့အလွယ်ဆုံးပြောင်းနေရဒီလိုမျိုး content အနေနဲ့ပြန်ပြီး knowledge sharing လုပ်ပေးတာအကောင်းဆုံးပဲ knowledge sharing လုပ်ပေးခြင်းအပြင်ကျွန်တော်လူအများကြီးယူကူညီလို့ရတယ်ကျွန်တော်ကူညီနေတဲ့သူကတစုတည်းမဟုတ်တော့အများကြီးဖြစ်လာမယ်ကိုလူဆိုလို့ရှိရင်လည်းကျွန်တော်လေးကတဲ့ဥစ္စာလေးကိုကျွန်တော်ကူညီပေးလို့ရတယ်အခုဆိုလို့ရှိရင် messenger မှာလာမေးကြတဲ့သူတွေအများကြီးပဲရှိတယ်တချို့တွေကစီးပွားရေးနဲ့ပတ်သက်ပြီးတော့မေးကြတယ်တချို့တွေက personal development ပေါ့နော်ကိုယ့်ရဲ့ကိုယ့်မျိုးမှုအတွက်လာပြီးတော့မေးကြတယ်တချို့ကကြတော့လေ သူတို့ကြအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့မိကြတဲ့သူတွေရှိတယ်မိသားစုကြီးနဲ့ပတ်သက်ပြီးတော့လာပြီးတော့တိုင်ပင်ကြတဲ့သူတွေလည်းရှိတယ်ဒါအကုန်လုံးကိုကျွန်တော်ပြောချင်တာကအခုလိုမျိုးကျွန်တော်ကိုအရေးတယူနဲ့ကျွန်တော်ရဲ့အယူအဆလေးကိုလာပြီးတော့တိုင်ပင်ပြီးတော့ဆွေးနွေးတဲ့အတွက်အကုန်လုံးလည်းကျွန်တော်အသိမှတ်ပြုပါတယ်နော်အကုန်လုံးလည်းကျွန်တော်တေချာလေးပြန်ပြီးတော့မှဖြေပေးလို့ရှိပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဖြေပေးတဲ့သူတွေဆိုလို့ရှိရင်တည်တယ်ဒါအကြောင်းမဲ့လာမေးလာမေးကျွန်တော်တမန်ကဆန်ကမပြောဘူးအမြဲတမ်းတေချာကျွန်တော်ဆန်းစစ်ပြီးတော့မှပြောပြပေးရပါနော်အဲ့တော့ဒီလိုမျိုးလုတ်ပေးနိုင်တယ်အခုရဲ့ဝါသနာကိုဒီလိုမျိုးပြန်လုတ်ပေးနိုင်တယ်တနည်းအားဖြင့်ကျွန်တော် personal running တစ်ခု ရလာတယ်ရလာတဲ့အတွက်ဘုံဘူးလမ်းကြောင်းတစ်ခုမကဘူးနော်ဘုံဘူးလမ်းကြောင်းလည်းအများကြီးပဲကိုယ်တက်ပို့ပြီးပွင့်လာတယ်ဒါကကိုယ့်ရဲ့ဝါသနာကိုငွေကြေးဖြစ်ပြောင်းလာအဲ့လိုပြောင်းမှုဆိုလို့ရှိရင်ဘာတွေကိုကျွန်တော်အသုံးချလဲဆိုလို့ရှိရင်ကျွန်တော်ကျွမ်းကျင်တဲ့ sales and marketing ဆိုတဲ့ပညာတွေအသုံးချတယ်လူတွေအကြောင်းအသိချင်း psychology အဲ့ဒါကိုအသုံးချတယ်အဲ့တော့ဒါတွေကကျွန်တော်ကကျွန်တော်လုပ်ခဲ့တဲ့ဥစ္စာဒီနည်းတိုင်းပဲအခုတရှိကြည့်နေတဲ့မျိုးစုတွေလည်းလုပ်လို့ရတယ်အရင်မခက်ဘူးဥပမာအနေနဲ့ကျွန်တော်တို့ကအလွယ်ဆုံးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဟင်းချက်တာဝါသနာပါတယ်ဟုတ်ပြီဟင်းချက်တာဝါသနာပါတယ်ဆိုလို့ရှိရင်ဒီကောင်ငွေကြေးဖြစ်ကျွန်တော်ဘယ်လိုပြောမလဲ ဝင်ငွေဖြစ်ပြောင်းအောင်ဒါမှကျွန်တော်တို့ကပျော်ရွှင်မှုပြည့်ဝရမှာကိုဝါသနာပါတဲ့အားစားကိုဝါသနာပါတဲ့ဟာကိုအများရန်လုံနေရင်လည်းပတ်စံလည်းရနိုင်မယ်ခုပြောနေမယ်เนาะအဲ့တော့အရေးကြီးတာကဒီငွေချင်းဖြစ်ပြောင်းမှုဆိုလို့ရှိရင်ကျွန်တော်တို့ဟင်းချက်တက်နေုံနဲ့မရဘူးဝါသနာပါတာကိုလုံနေုံနဲ့ဝင်ငွေရမရဘူးဒါကိုဝင်ငွေဖြစ်ပြောင်းမှုကခုနကျွန်တော်ပြောတဲ့အကြောင်းနဲ့ marketing မှာကိုနားလည်ရမယ်ပြီးလို့ရှိရင်လူတွေအကြောင်းကိုသိရမယ်เนาะလူတွေအကြောင်းကိုသိပြီဆိုလို့ရှိရင်ကျွန်တော်ပတ်စံရှားလာသိမခတ်တော့ဘူးเนาะလူတွေအကြောင်းကိုလည်းနားလည်မယ်အကြောင်းနဲ့ marketing ကိုလည်းနားလည်မယ်ဆိုလို့ရှိရင် အဲ့လူကတတားလေးကျွန်တော်တို့ရဲ့ဝါသနာကိုပတ်စံပြီးပြောင်းလို့ရပါတယ်အလွယ်လေးပြောင်းလို့ရပါတယ်အဲ့တော့အခုကြည့်နေတဲ့သူကဘာဝါသနာပါလဲဘောလုံးကန္နာဝါသနာပါလားတခြင်းဆိုတာဝါသနာပါလားလားဘာဝါသနာပါလဲအရေးကြီးရနော်ဘာဝါသနာပါပါအဲ့ဒါကိုပတ်စံပြီးပြောင်းနိုင်တဲ့နေရမြို့စီတကယ်ပျော်ရွှင်မဲ့နေပဲတော့မြို့စီဘာဝါသနာပါလဲအော်ကွန်မန့်ထဲမှာဝင်ပြီးတော့ရေးခဲ့ပေးပါကို့ဝါသနာကိုရောပတ်စံပြီးပြောင်းနိုင်ပြီလားကွန်မန့်ထဲမှာဝင်ပြီးတော့ဆွေးနွေးခဲ့ပါကျွန်တော်ကိုဟန်ကြီးပါနောက်ပြီးဒီမှာပြန်တွေ့ကြမယ် အားလုံးပဲဝါသနာကိုငွေကြေးဖြင့်ကြောင်းလိုက်တဲ့သူတွေဖြစ်ပါတယ်ဟုတ်ပါ